အားလုံးပဲကျေးဇူးတော်မင်္ဂလာပါလို့ MS Study Page မှာရှိတဲ့ကျောင်းမိတ်ဆွေအရောက်ချင်းစီတိုင်းကိုတော့ခွန်ဆက်ပါရစေ။ကျွန်တော်ပေါင်းလိုက်ခရစ်တော်ညီတဲ့ချင်းရှိပါစေ။အဲ့တော့ဒီနေ့မနေ့ခင်းမှာလဲကျွန်တော်တို့အချိန်နှငယ်ယူပြီးနှုတ်ကပတ်တော်ကိုတူတူကရင်သွောင်းဖြစ်ပါတယ်။ခဏလောက်ဆွတောင်းရအောင်။ကောင်းမြတ်တဲ့ဖဖရာကိုတို့ကိုကျေးဇူးတင်ပါတယ်။အချိန်တိုင်းကိုတော်အတူရှိခြင်းတက်တည်၊မဆာခြင်းတက်တည်၊တုန်တင်ပြုစုခြင်းတက်တည်ကိုခံစားရတဲ့အတွက်ကျေးဇူးတင်ပါတယ်။နေ့ရက်ကာလဆွေးဥပ္ပိမဲ့ကိုတော်ကောင်းမြတ်ပါတယ်။ ချိန်တိုင်းနှုတ်ကပတော်တမတရားအဖြစ်အသက်တာကိုပြုပြင်တည်ဆောက်ရတဲ့အခွင့်ကိုရနိုင်လို့ကျေးဇူးတင်တယ်။ဝိပြတ်တွင်တဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုရုပ်ကိုကျေးဇူးတင်တယ်။ဒီနေ့မနေ့ခင်းမှာလည်းနှုတ်ကပတော်ကိုသူသူက ဆင်ခြင်နှလုံးသွင်းကြတဲ့အခါနာလေခံယူကြည်ရှောက်နိုင်ဖို့မဆာပါလက်တော်တို့ရှစ်တောင်းဆက်ကအနံအစာပြုတိခါမှာတခင်ယေရှုခရစ်တော်၏မြတ်တော်နာမ၌ရှစ်တောင်းဆက်ကအနံအစာပြုပါ၏ဖခင်အာမင်တမန်ရာဇဝင်ဒုစဆာဆောင်ခန်းကြီး1ပိုင်ငယ်1ကနေပိုင်ငယ်3ထိအပ်ပါမယ်အာဟမင်းတိတော်နောင်မောဘပြည်သည်ဣဒိလရှင်ဘရင်ကိုပုံကန်လေဤအကစီမင်းဒီရှမာရိမြို့၌ထက်ခမ်းပရင်ပေါက်မှ ကြ၍နာသောကြောင့်ငါသည်ဤအနာမထမြောက်မီလောဟုအေကြုံမြို့ဤဖျားဘာလစေဘုတ်တို့တွား၍မေးမြန်းကြဟုမာထား၍တန်တမန်တို့ကိုစေလွတ်ကြ၏။တော်ဖျားဤကောင်းခင်တမန်လီတိရှိပိမြို့သားဣလိယအားဖြင့်ရှမာရိရှင်ဘင်းစေလွတ်သောတန်တမန်တို့ကိုကြိုဆိုခြင်းကထသွားလော့ဣတိလပြည်၌ဖျားသခင်မရှိသောကြောင့်အေကြုံမြို့ဤဖျားဘာလစေဘုတ်တို့တွား၍မေးမြန်းရသလော အာဂဇိမင်းကနန်းတဲ့အဲ့ဒီချိန်မှာကျန်းစာမတန်းတင်ချက်ရဒီထက်ခန်းဆိုတဲ့ပရင်ဘောကနေပြုတ်ကျပြုတ်ကျပြီးနာနေတဲ့အတွက်ဒီအနာကနေသူပျောက်မလားမပျောက်မလားဆိုတော့သိကျင်တယ်သိကျင်တဲ့အတွက်ဘုရားတခင်ရဲ့ပရိုဖက်တွေဘုရားတခင်ထံမမေးဘင်းနဲ့အေဂျုံမျိုးရဲ့ဘုရားပေါ့အေဂျုံမျိုးမှာရှိတဲ့ဘာလစီဘုကိုတွားပြီးမေးတယ်အဲ့တော့ထာဝရဘုရားကိုကိုးကွယ်တဲ့သူတွေကထာဝရဘုရားကိုမေးစမ်းတာမျိုးရှင်းကတ်တာမျိုးတိုးဝင်တာမျိုးမရှိဘင်းနဲ့အခြား တပါနတ်ဖျားကိုသွားပြီးစီကတ်တယ်အဲ့တော့ဓမ္မဟောင်းမှာဆိုရင်ဣတရလူမျိုးတွေကိုဘုရားခင်ကပြောတယ်ငါ့ကိုစွန့်ပြီးမှအခြားတပါတော်ဖျားနောက်တော့လိုက်သွားရင်ဆိုတဲ့စကားနဲ့အမြဲတမ်းသတိပေးတာရှိအာကစီမင်းကအဲ့လိုဖြစ်တဲ့အခါကျတော့ဣရိယာအဖြစ်ဘုရားကတွတ်ပြိုခိုင်းတယ်ဣတရလတိုင်းပြည်မှာဘုရားမရှိလို့အခြားတော်ဘုရားရှိမင်းတို့သွားရတာလားအဲ့တော့တခါတလေမှာဘုရားကောင်းလားကောင်းတယ်ဒါပေမဲ့အဲ့ဒီဘုရားခင်ဘက်စိတ်မရောအဲ့ဒီဘုရားခင်ကိုကူစားခြင်းဘက်မရောအခုခုဆိုဘာမှမလုပ်နိုင်လို့တဲ့အခါမှာအဆုံးမှာ ရောက်တာမရှိခြင်းပေါ့နော်ဒီတရားမှာဘုရားသခင်မရှိဘူးလို့ထင်တာပေါ့ဒီအဖြစ်ပြက်ဒီအခြေအနေဒီပြဿနာမှာဘုရားသခင်မရှိငါနဲ့တူဘုရားသခင်မရှိဘုရားသခင်ကောင်းမြတ်လားကောင်းမြတ်တယ်ဗျငါပြဿနာအပေါ်မှာကောင်းမြတ်နေတာမဟုတ်ခြားသောအခြေခြားသောနေရာမှာကောင်းမြတ်တာဆိုတော့အဲ့ဒီမရှိခြင်းပြဿနာအဆိုးဆုံးအဲ့တော့တွိုင်းရင်လိုင်းရင်ဖြစ်ရင်ကြုံရင်နဲ့မရှိဘူးဆိုတဲ့စကားလုံးတွေထဲမှာဘုရားနဲ့ဆိုင်တဲ့အရာလေးတွေတချို့ပါ ဲ့လိုပါလာတဲ့အခါမှာအဲ့လိုဖြစ်လာတဲ့အခါမှာကျွန်တော်တို့အသက်တာထဲမှာလူမောစိတ်မောဆိုတဲ့အခြေအနေကိုရောက်သွားတာမျိုးတွေဖြစ်တတ်တယ်။ဒါကြောင့်စကလုံးက atheism နံပါတ်၁ဖျားမဲ့ဝါဒသူကဖျားဆိုတာလုံးဝမရှိဘူးတရတီတရမကိုလက်ခံထားတာဖျားမဲ့ကဘာမကြီးကသူ့တဘာဝအတိုင်းဖြစ်တည်လာတာအကစီကလည်းအဲ့ဒီဝါဒထဲရောက်သွားတာတကယ်တော့ရှမာတိမြို့မှာအုပ်ချုပ်နေတဲ့အသက်ရှင်တဲ့ဖျားကိုကိုယ်ွယ်တဲ့လူမျိုးပဲဒါပေမဲ့ဖြစ်ပြက်ပြဿနာတွေနဲ့ပတ်သက်လာရင်ဖျားလုံးဝမရှိဘူးဆိုတဲ့ပုံစံမျိုးရောက်နေတယ်သူရဲ့ အသက်ရှင်မှုอ่ะဒါကြောင့်ဘုရားကအိလိယအားဖြင့်စကားပြန်ပြောရတဲ့အနေထားရောက်သွားတာတခါတလေမှာဘုရားရှိကြောင်းလည်းသိတယ်ဘုရားကောင်းကြောင်းလည်းသိတယ်ဘုရားမဆာကြောင်းလည်းသိတယ်ဒါပေမဲ့အာကစီမင်းလိုမျိုးအဲ့ဒီလိုမျိုးလောက်ရက်တီအားလုံးကဘုရားမရှိဘူးဆိုတော့ယုံကြည်ချက်ယက်တီချက်ရှိတဲ့သူတွေနဲ့မထူးမခြားနာဖြစ်သွားတာမျိုးတွေဖြစ်တတ်အဲ့တော့ဘုရားမရှိဘူးဆိုတော့သဘောပဲကိုရောက်သွားပြီဆိုကိုကိုကိုဘောပြူသွားတာကိုညံကိုအမိပြူပြီးအသက်ရှင်ရတော့အဲ့တော့ခရိယန်ထဲမှာအများကြီးပဲခရိယန်ဟုတ်တယ်ဒါကြောင့်သွားခြင်းမှာသွားတာသူလည်းလုံးဝမတောင်းစံစာလည်းလုံးဝမဖတ်ဘူး ဟုတ်လား register ဖြစ်ရင်တော့ခရိယံလို့ဖြစ်အဖရာအကြောင်းတခါလေးဂျုံနှုံဆုံနှုံပြောတယ်ဒါပေမဲ့တက်တာအသက်ရှင်မှုအလုံးဟာပြေးကြတယ်မိမိကိုယ်ပေါ်မှာယာနှုံးပြေးတရားယာနှုံးပြေးမိတီပြီးတက်ရှင်အဲ့လိုမျိုးတွေအများကြီးဒါက ခရိယန်လို့ခေါင်းကျင်တတ်သားပြီမဲ့ဘုရားမဲ့ဝါဒကိုလက်ခံတဲ့သူတွေနဲ့အတူတူပဲကျွန်တော်တို့ခရိယန်နဲ့မှအမြဲကျွန်တော်တို့ကိုယ်တိုင်အဲ့လိုဖြစ်ခဲ့ဘူးတယ်ဘုရားတရားဆိုတာယုဒီကန်ရှန်ကောင်းမှမသိဘူးဆုတောင်းကောင်းမှမသိဘူးကြဆာဖားကောင်းမှမသိဘူးအဲကြောင့်တွားကောင်းမှမသိဘူးအဲအဲ့လိုမျိုးတွေဖြစ်တဲ့တခုပဲခရစ်စမတ်အချိန်လေးခရစ်စမတ်အချိန်လေးတော့အဲ့ဒါတတိတရားနဲ့အာသူများလေးလို့လောကမှာမြောက်ဘုရားကြွလာဆိုပြီးတချင်းနေဆိုပြီးအဲ့ဒါတော့လုံးတယ်ဒါပေမဲ့ဂျန်တဲ့အပိုင်းတွေကဘုရားမဲ့ဝါဒလက်ခံထားတဲ့လူတွေနဲ့အတူတူပဲဒုတိယကပါ agnostic agnostic ဆိုတာကဘုရားမဲ့တော့မဟုတ် င်သူကဘာဒါမဲ့တဘောကသူကဖះရှိတယ်မရှိဘူးဆိုတာမတိကြတဲ့လူမျိုးဖြစ်တယ်ပေါ့နော်မတိကြဘူးသူတို့စိတ်ထဲမှာဒါကြောင့်ဖះရှိမရှိတော့မတိကြတော့တမတ်တကယ်တော့သူတို့ဘာဒါမရှိအဲ့ဒီလူမျိုးလဲကျွန်တော်ခရိယန်ထဲမှာရှိအသက်တာထဲမှာဖះသခင် ရှိရဲဆိုတာကိုလက်ခံဒါပေမဲ့ဘဝလန်ခီးရဲ့အနိုင်မြင့်အသက်ကြတွေ line ကြီးထဲမှာတော့ဖះသခင်အတူရှိသလားမရှိဘူးလားဆိုတော့ဘိဟတန်တရားဖြစ်တဲ့သူတွေအများကြီးရှိအဲ့လိုလဲဖြစ်လာလေးရှိတယ်တချို့တွေအတွက်အဲတမန်တရားနဲ့ဖះစကားထဲမှာဖះနဲ့တွားလာဖို့ရန်အားနေခဲ့မယ် ်ဆိုရင်အဲ့ဒါအများအားဖြစ်တခုခုကိုလုံနိုင်တာတဲ့ကြော်လွန်တဲ့အရာတွေတွားပြီးရင်ဆိုင်တဲ့အခါမှာ လုံရင်ကင် လုံရင်ကင်နဲ့ဘေးကျန်နံကြက်ကတအားများလာတခါတလေမှာ manage လုပ်ရတာရန်ခက်တဲ့ကာလတွေရှိ ဖြစ်ပြက်ပြဿနာတွေကအစုလိုက်အပြုံလိုက်ရောက်လာတာအဲ့ဒီမှာအဲ့ဒီအသွေးခေါ်တွေအားလုံးကဒီအဖြစ်ပြက်ဒီပြဿနာပေါ်မှာကိုကလိုက်ဖြေရှင်းနေရတယ် ဲ့ဖြည့်ရှင်းရတဲ့အပေါ်မှာဘုရားခင်ရဲ့တက်တီထူမဆာခြင်းဟာကိုထင်သားသလောက်မြန်မနေဘူးကိုထင်သားသလောက်အချိန်မီဆိုတဲ့ပုံစံမျိုးဖြစ်မနေဘူးဆိုရင်အဲ့ဒီမှာဇလန်ဆာဘုရားရှိမရှိမသိကြတော့ဒီပြဿနာအပေါ်မှာညာကောင်းမကောင်းမသိကြတော့ဒီအခြေအနေပေါ်မှာဘုရားခင်မဆာခြင်းရှိမရှိမသိကြတော့ဒီပြဿနာအပေါ်မှာအဲ့ဒီအတွေးတွေဖြစ်တယ်ဒါကြောင့်ဘာဒာမဲ့တွေရဲ့စိတ်တဘောတာတခါလေယုံကြည်တဲ့မှာလည်းရှိ မသေးချတော့ဘုရားရှိမရှိဘုရားမဆာခြင်းရှိမရှိမသေးချတော့အဲ့တော့များတော့အဖြစ်ဘုရားသားသမီးတွေဒီထဲမှာအဲ့လိုဘုရားပါတော့ကပေါ့အဲ့လိုကြုံနေရတဲ့အခိုက်အတန့်မှာဒီတဘောသားမျိုးကဖြစ်တဲ့တချို့တွေအတွက်တော့ခဏလေးပဲဖြစ်တယ်ခဏလေးကြုံနေတွေးချော်သွားတဲ့အတိုင်းပဲဘုရားဘက်ကချက်ချင်းပြန်ရောက်သွားတဲ့လူတွေရှိတယ်တချို့ကျတော့တော်တော်လေးကြာအကုန်လုံးကဝိုင်းပြီးတက်မပြေးတဲ့အခါမှာပြန်ရောက်လာတဲ့လူမျိုးတွေရှိအဲ့တော့တမချန်းစာထဲမှာဆိုရင်အဲ့ဒီလိုဖြစ်ပျက်မျိုးတွေအဲ့ဒီလိုစိတ်တဘောသားမျိုးတွေရှိအဲ့တလူမျိုးတွေကကျွန်တော်တို့သိတဲ့အတိုင်းအေဂုတုဘီကနေထွက်လာတဲ့ ဲ့လမ်းတစ်လျှောက်ဘုရားနဲ့အမြဲတမ်းအတူရှိတက်သေးတွေပေးပြီးပို့ဆောင်ပင်လယ်နီဖြတ်တဲ့ချိန်ကနေစပြီးကြီးမားတဲ့နမိတ်လက္ခဏာတက်သေးတွေအများကြီးတွေ့တောက်လျှောက်ပဲတောက်လျှောက်ပဲအသက်တာလမ်းတစ်ခုလုံးဒါပေမဲ့သူကြတာကသူ့ရဲ့စိတ်တဘောလေဘလောက်ပဲနမိတ်လက္ခဏာနဲ့ပို့ဆောင်ခဲ့ပို့ဆောင်ခဲ့ဘလောက်ပဲအတူရှိပြီးတက်သေးပေးပေးဘလောက်ပဲကောင်းမြတ်ခဲ့ဘလောက်ပဲမဆားခဲ့သည်ဖြစ်ပါစေတခုခုအရေးကြုံလာရင်ဘုရားနဲ့ပတ်သက်ပြီးယုံကြည်စိတ်ချတာမျိုးဘယ်တော့မှမရှိအမှန်တော့လေစဉ်းစားကြည့်ဘဝတစ်ခုလုံးမှာအဲ့လိုကြီးမားတဲ့တက်သေးတွေကိုမဟုတ်ဘူးဒါဘုရားကြောင့်ဖြစ်တယ်ကို ို့ကိုကြောင့်မဟုတ်ဘူးဘုရားကြောင့်ဖြစ်တယ်ဟာဒါဘုရားပါလို့ဦးမတတ်နိုင်ဘူးအောင်းဩဇာပဲဒါဘုရားကောင်းမြတ်တယ်ဆိုတဲ့တက်တွေကတက်တာတစ်လျှောက်လုံးမှာအ ကြီးကြီးတည်တည်လေးအများကြီးဂျုံခဲ့တယ်။တကယ်တော့အဲ့ဒီအတွေ့အကြုံတွေအားလုံးဟာနောင်လာမယ့်နေ့ရက်တွေမှာပို့ပြီးတရားနဲ့စိတ်ချဖို့ဖြစ်လာရမယ်။အဲ့လိုဖြစ်မလာတဲ့အခါကျတော့ဘလို့တဘောရောက်တယ်လဲဆိုတော့ဘုရားခင်ကသူတို့ကိုမဆပါပဲ။နမိတ်လက္ခဏာနဲ့ပို့ဆောင်ပေးမယ်။အသူရှင်းတဲ့ထင်ရှားပေးမယ်။ရေးမှာအယုတ်ရေးတယ်လို့တဲထဲမှာရေးတယ်လို့ဒီအဖြစ်ပြက်ကြည့်တာသူတို့ရဲ့အသက်တာထဲမှာစိတ်ချဖို့ပဲမရောက်လောက်။အဲ့ဒီလိုမျိုးတွေကျွန်တော်တို့အသက်တာထဲမှာလည်းဖြစ်လေဖြစ်တာရှိတယ်။ယုံကြည်ခြင်းမှာအများကြီးပဲဒါမျိုး။ဘယ်တော့မှဘုရားနဲ့ပတ်သက်ပြီးစိတ်ချမှုဘက်ကိုမရောက်လောက်။ပြဿနာအခက်အခဲတစ်ခုဖြစ်တဲ့အောင်းအဝ ွဲရဖះမဆာတယ်အဲ့ဒီမဆာခြင်းတက်တီဟာဘုရားနဲ့ပူပြီးသွာလာဖို့ဆိုလည်းပဲရောက်မလာဘူးဘယ်တော့ပဲမဆာမဆာသူ့ရဲ့အသက်တာသူ့ရဲ့အမြင်ကဟိုးရင်တိုင်းပဲဒီတိုင်းပဲတခုဖြစ်လလုခက်ခက်ဖြစ်မယ်တခုဖြစ်ရင်းရင်ဖြစ်မယ်တခုဖြစ်ဘုရားနဲ့ဆန့်ကျင်သွားမယ်တခုဖြစ်လာဘုရားတရားပဲမရောက်လာဘူးလာယုံကြည်ခြင်းနဲ့ယက်တီပဲမရောက်လာဘူးအမျိုးကြီးတိတောင်ရဲ့အသက်တာမှာလည်းအဲ့ဒီလိုဖြစ်ခဲ့ဘူးလေဘုရားကသူနဲ့အတူရှိခဲ့တယ်ဒါပေမဲ့လည်းသူ့ရဲ့အသက်တာအစမှာအဲ့ဒီစိတ်တဘောမျိုးဖြစ်ခဲ့ဘူးလေဘုရားရှိမရှိမသိကြဘူးအဲကြောင့်သူကပြောတယ်ဘုရားကျွန်တော်တို့နဲ့အတူရှိတော်မူလေနဲ့ဤ အမှုကြီးအဘယ်ကြောင့်ရောက်ရတနည်းတဘောကဘုရားတကယ်လို့ရှိတယ်ဆိုရင်ဘာကြောင့်ဓာရီကျုံတာခင်မဆာနေပါလဲနဲ့ဘာကြောင့်ဓာရီဖြစ်နေတယ် တက်ရှင်နေပြရှိပါလဲနဲ့ဘာဖြစ်လို့ဒါတွေကြုံတာဆူတောင်းဆက်ကတ်နေပါလဲနဲ့ဘာဖြစ်လို့ဒါတွေဖြစ်နေတာလဲဆိုတော့မိကုံမျိုးတုံများများမင်းမိတတ်ဆူတောင်းဆက်ကတ်ထားတယ်ဒါပေမဲ့ပူဆိုးလာသားသမီးနဲ့ပတ်သက်လာရင်ဆူတောင်းတယ်ဆူတောင်းလေးပူဆိုးလာတယ်ကျွန်တော်သားနဲ့ပတ်သက်ရင်လည်းအဲ့ဒါဖြစ်မဖြစ်စေချင်လို့ကြိုးပြီးဆူတောင်းလာဆိုရင်လည်းအတိုင်းဆူတောင်းခါမှာပူဖြစ်လာအဲ့ဒီခါမှာမိကုံနေရကြီးတောင်လုံးဖြစ်လာတတ်တယ်ဒါပေမဲ့တေးချတဲ့ကျွန်တော်နားလဲရမှာကကျွန်တော်မသိတဲ့တစ်ဖက်မှာဆူတောင်းဆက်ကတ်ထိုင်း ကိုပြုတ်မဲ့အမှုရောက်ထောဘန်းနဲ့အထိုင်ဘုရားခင်စီရင်မယ်ဆိုတဲ့ဂရီတော်ကကိုနားလည်မှမဟုတ်ကိုနားမလည်လဲဘုရားဒီအမှုရောက်ကိုစီရင်မယ်ဒါဂရီတော်ဖြစ်တယ် ပြတော့ဆက်ကတိုင်းဘုရားခင်လုံနေပြီအဲ့ဒါယုံကြည်စိတ်ရှိရမယ်အခုကျတော့ဘုရားခင်လုံတဲ့အလုတ်ကကိုနားမလည်ဘုရားမရှိဘုရားမလုံနေဘူးဘုရားခင်အတူမရှိဘုရားခင်မမဆောက်ဘူးကိုနားမလည်အဲ့ဒီလိုမျိုးကျွန်တော်တို့မြင်တတ်တယ်ရှိတယ်တကယ်တော့ကိုနားမလည်ခြင်းနေပါစေသူ့တောင်းဆက်ကတိုင်းဘုရားကသူ့ဂတိတော်အတိုင်းဤအမှုကိုဘုရားပြုတ်ကိုပြုတ်နေပြီကျွန်တော်နားမလည်တဲ့တစ်ဖက်မှာဘုရားဒါကိုကိုင်းတယ်နေပြီဒါကိုဖြည့်ရှင်းနေပြီဒါကိုစစ်စစ်နေပြီဘယ်လိုပုံစံမျိုးလဲကောင်းဆုံးအခြေ အသိမြင့်ဆုံးအချိန်ဘုရားခင်တတ်မှတ်တဲ့အချိန်မှာဘုရားခင် လုံးမှာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ဆွတောင်းဆက်ကတိုင်းကိုဖြစ်စေခြင်းတဲ့အချိန်မှာဘုရားကို ဖြည့်ရှင်းစေခြင်းသာဖြစ်တဲ့အခါကျတော့အေးအဲ့ဒီလိုမျိုးမေးခွန်းတွေရဖြစ်လာနားမလဲတော့ကျွန်တော်ဆိုရင်လည်းကျွန်တော်သာသနာနဲ့ပတ်သက်ပြီးမှတချို့သောယူပါယုံတွေရှိတယ်ကျွန်တော်မှရှိတယ်ကျွန်တော်လှုပ်ဆောင်ဖို့တူတောင်းမင်းပါဘုရားအချိန်ကိုစောင့်ကိုယ့်ရဲ့ဆန္ဒအရဆိုတော့မြန်မြန်ဖြစ်ခြင်းမြန်မြန်အကောင့်ထဲပေါ်ခြင်းတယ်ဒါပေမဲ့သာသနာဟာဘုရားခင်ရဲ့အမှုဖြစ်တယ်မဲ့နေတဲ့စဘာခင်းနေရာကိုဘုရားပဲသိပို့မှာပဲအစဉ်ပြေဒါကြောင့် तू ပြင်ဆင်ပေးမဲ့အချိန် तू မဆားမဲ့အချိန်ကိုသူ့အချိန်ကိုပဲကျွန်တော်စောင့်ကျွန်တော်ဖြစ်ခြင်းတာတော့မှန်တယ်ဒါပေမဲ့ဘုရားအချိန်ကိုကျွန်တော်စောင့်အဲ့တော့ကျွန်တော်တို့ယုံကြည်သူ တွေဘုရားအချင်းကိုစောင့်တတ်ဖို့လို့အဲ့ဒီဘုရားအချင်းကိုလက်ခံတွားတဲ့အခါကျမှဘုရားခင်ဤအမှုကိုပြုနေပြီဆိုတော့နားလေအဲ့ဒီလိုနားလေမှပဲဒီလိုမေခိုးမျိုးမထွက်မှာပေါ့နော်မဟုတ်ရင်ထွက်လာတာဒါကြောင့်ဒီခိတောင်ကဒီအဖြစ်ပြက်တွေမှာဘုရားခင်ကသူတို့ကိုတုံ့တင်နေတာလားဒီတန်တရားဖြစ်တယ်အတိဘေကတရားသူကြီးမဆာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာညာတို့အပြင်ဘုရားတရားနဲ့လွဲသွားတဲ့အခါ ဘုရားကိုစွန့်သွားတဲ့အခါမှာဒီလိုပြဿနာတွေကြုံရတယ်။အဲ့ဒီကြုံရတဲ့ပြဿနာသူတို့ကိုတုံသင်တာဘုရားပဲလဲလာဖို့အတွက်တုံသင်တာရှိတယ်။ဒါကြောင့်သူကမတဲခွေဘူး။ဒါကပြုတ်ပြင်းရမှာလား။ဒါကဘုရားပဲလဲဖို့အတွက်တုံသင်လာတာမတဲခွေဘူး။ဒုတိယဘုရားကငါတို့ကိုစွန့်သွားတာလား။ဘုရားရှိရင်တမဟောင်းကာလမှာဒီလိုမျိုးစုံတွေရဲ့လမ်းခီးမှာဘုရားရှိရင်ကြီးမားစွာတတ်တဲ့သူရန်သူတွေကိုနိုင်ရတဲ့အခွင့်ရတယ်။အခုကငါတို့ရန်သူရှုံးနေဆိုတော့အဲ့ဒီဘုရားငါတို့စွန့်ပစ်သွားပြီလား။မတဲမကွဲဖြစ်သွားတယ်။မျောလင်းခြင်းမဲ့သွားလို့ဖြစ်သွားတယ်။ဒါကြောင့်ပဲဒီလိုဒုက္ခဆင်းရဲတွေကြီးလွန်းတာဖြစ်ရမယ်ပေါ့။သူအဲ့လိုခံစားရတယ်။ ဒါကြောင့်များသောအားဖြင့်ဘုရားနဲ့ပတ်သက်ပြီးမယီမယာမတိမချာဖြစ်ရတဲ့အခြေခံအကြောင်းတရားတွေကကျွန်တော်တို့ဘဝခီးလန်းတဲ့ကကြမ်းတမ်းလို့နဲ့ဘဝအချိုးအကွေ့တွေ turning point တွေကြောင့်ဖြစ်တယ်။များသောအားဖြင့်ဒီအသက်ရှင်ရပ်တည်မှုနဲ့ဓာတ်ရိုက်ပတ်သက်မှုရှိတယ်။ဒါကြောင့်ဘုရားအသူရှိခြင်းပေါ်နားလည်ခံယူထားတဲ့အရာမားနေရင်တက်တာလန်းခီးမှာယုံမားခြင်းတွေတန်တရားတွေဒိဟတွေနဲ့အမြဲလိုလိုကြုံတွေ့ရတတ်တယ်ဖြစ်လာတတ်တယ်။အဲ့လိုဖြစ်လာတတ်ပြီးအသက်တာခဏခဏရန်လဲတာမျိုးတွေဖြစ်တတ်တယ်။ဒါကြောင့်နံပါတ်၁ကဘုရားခင်မရှိဒုတိယကဘုရားခင်ရှိမရှိမသိ ကြတာတတရမရှိခြင်းလို့ပြောရင်တတရနှုတ်ဘတ်တော်မရှိတာအဲ့တော့ခရိယံယုံကြည်မှုကိုကြည့်တဲ့အခါဂျူးတွေကဒီဘာဗုလုန်ကိုရောက်သွားတဲ့အခါမှာသူတို့ကနှစ်ပေါင်းများစွာကြာလာတဲ့အခါသူတို့စိတ်ထဲမှာအော်ငါတို့သားသမီးတွေနှုတ်ဘတ်တော်မသိတော့ဘူးအကြောင်းမသိတော့ငါတို့လူမျိုးတွေအကြောင်းမသိတော့ငါတို့ရဲ့ရိုးရာရင်ကျင်းမှုတွေမသိတော့ဒါကြောင့်မလို့ဒါတွေကိုတုံတင်ဖို့အတွက်တခုခုလုပ်ရမယ်လို့စဉ်းစားပြီးတရားစရတ်တွေဖြစ်လာအဲ့ဒီတရားစရတ်တွေမှာဘုရားနဲ့ပတ်သက်ပြီးတဖြည်းဖြည်းတုံတင်ပေးတယ်ငယ်တော့အရွယ်မှစရည်တိချာတုံတင်ပေးတယ်ဒါပေမဲ့ဘိမှန်တော်တော့မရှိဘူးယိပူဇော်ခြင်းအမှုပြုလို့မရဘူးဒါပေမဲ့ဘုရားနဲ့ဆိုင် ဲ့အရာအားလုံးကိုအဲ့ဒီမှာသင်ယူလို့ရတယ်။ဒါကြောင့်လဲသူတို့ကဘုရားနဲ့ဆိုင်တဲ့ပညာတော်နဲ့ဆိုင်တဲ့အရာလူမျိုးတော်နဲ့ဆိုင်တဲ့အရာတွေအားလုံးကိုအဲ့ဒီမှာသင်ယူခဲ့။အဲ့တော့ဒီနေရာမှာကျွန်တော်ပြောချင်တာ no go but တော့မရှိဘူးဆိုတာအခြေခံအုံမြင်မရှိတာကိုပြောချင်တာ။ခရိယန်အတ္တရဲ့ foundation ပြင်ဖြစ်တဲ့အခြေခံအုံမြင် no go but တော့မရှိဘူး။အဲ့ဒီ no go but တော့မရှိရင်ဘာဖြစ်လာတတ်လဲဆိုတော့လက်စားတာခံရတတ်တယ်၊လက်ပြားတာခံရတတ်တယ်။ဒီဘက်ခေတ်ကာလမှာ ယုံကြည်သူယုံကြည်သူတို့ပြောတာပဲ။ဘုရားသားသမီးတို့ပြောတာပဲ။ဒါပေမဲ့နှုတ်ကပတ်တော်မရှိထားတဲ့အခါကျတော့လဲစားခံရတာလဲပြားခံရပြီးမိုင်းနောဩဝါဒနောက်ပါသွားတဲ့လူတွေအများကြီး ခြေခံအုံမြင့်ဖြစ်တဲ့နှုတ်ကပတ်တော်လို့ပြောတဲ့အခါမှာအလုပ်ဖို့လို့လဲဆိုတော့တင်ယူထားဖို့လို့တင်ယူခြင်းမရှိပဲခံယူခြင်းမရှိပဲနဲ့နှုတ်ကပတ်တော်လုံးဝမရှိဘူးလို့ကျွန်တော်ကျွန်တော်ဒီမှာပြောချင်တာကနှုတ်ကပတ်တော်မရှိတယ်ဆိုတာဖွင့်ပြတယ်ဖွင့်ပြတဲ့နှုတ်ကပတ်တော်တိုက်ရိုက်ကိုစကားပြောတဲ့နှုတ်ကပတ်တော်ပြောချင်တာတဲ့ခရိယံအသက်တာနဲ့ဆိုင်တဲ့အခြေခံအုံမြင့်နှုတ်ကပတ်တော်တည်တည်တည်အပ်တဲ့နှုတ်ကပတ်တော်အခြေခံ ဩဝါဒအခြေခံနှုတ်ကပတ်တော်တွေခံယူထားခြင်းမရှိရင်အဲ့ဒါဖြစ်အဲ့တော့နံပါတ်1တော့နှုတ်ကပတ်တော်မရှိရင်နံပါတ်1ဘာဖြစ်တတ်လဲဆိုရင်ခံစားချက်ရဲ့လက်ပြားခြင်းကိုခံရတတ်ကိုယ်စိတ်ကျဉ်တတ်နေတာကိုယ်စိတ်ကျဉ်တတ်ရင်မျက်မှောက်တော်ခံစားရတာဆိုတာမျိုးတွေအဲ့လိုမျိုးတွေပေါ့ဥပမာချင်းမိုးကိုယ်ကွယ်ခြင်းဥဆောင်တဲ့လူတွေမှာအဲ့ဒါတွေ့ရတာအာဆိုတဲ့လူတွေကလည်းဆိုတဲ့လူနဲ့တည့်ရလူနဲ့အပေးယူတွေများမှဆိုရတာအာပါရဖြစ်တယ်တိုင်ဖောက်လဲညီပြီးမှဟာပရိတ်တက်ကလည်းအဲ့ဒီဥဆောင်တဲ့နောက်ကောင်းကောင်းလိုက်ပြီးဆိုရင်အဲ့ဒီ worship ပါဆင်းလာတာနဲ့ဘာပြောလဲဆိုတော့ ဒီနေ့တော့အရောက်ပဲကွာဒီနေ့တော့အရောက်ပဲမျက်မှောက်တော်ထဲမှာအဲ့လိုအဲ့လိုအဲ့လိုခံစားရတယ်အဲ့တော့ तू तू နားလေတဲ့မျက်မှောက်တော်က तू စိတ်ကြည်နက်သွားတာ तू အယပါယဖြစ်တာ तू တက်တက်ကြွကြနဲ့လှုပ်ဆောင်ပြီးမြောက်နိုင်လိုက်တာကိုဘုရားခင်မျက်မှောက်တော်ထင်ရှားတယ်လို့ तू ခံစားလာအဲ့တော့ဒီနေ့မှာစဉ်းစားကြည့်ဖို့လိုတယ်စံစာတမိုင်းကိုကြည့်တဲ့အခါဘုရားခင်မျက်မှောက်တော်ဆိုတဲ့ manifest ထင်ရှားခြင်းပေါ့ဘုရားခင်ထင်ရှားတဲ့မျက်မှောက်တော်ပေါ့အဲ့ဒါကိုကြည့်တဲ့အခါမှာချီးမွန်ကိုးကွယ်ခြင်းဆိုတာကဘယ်ကနေစဖြစ်လာလဲဆိုချီးမွန်ခြင်းကအေဂုတ်တုကနေထွက်လာတဲ့အချိန်ကနေစပြီးညအချိန်ရောက်တဲ့အခါမှာအီတလီမျိုးတွေကထိုင်ပြီးမှဆာလန်တချင်းနေဆက်ဆိုကြတယ် တဏိတာလုံးမှာဘုရားခင်ကသူ့ကိုဘလူကွဲကမာစာပို့ဆောင်ခဲ့တယ်ဆိုတော့အဲ့ဒီညမှာဆာလန်တချင်းနေဆက်ဆိုပြီးတူကြတယ်။အော်အဲ့ရနေပြီးမှာတဖြည်းဖြည်းဒါဝိခိရောက်လာတဲ့အခါမှာအဲ့ဒီဘုရားအကြောင်းနေပို့ဆောင်ခဲ့တဲ့တမိုင်းတက်တည်းအားလုံးကိုရှင်မုန်တချင်းအဖြစ်ဆက်ဆိုကြတာတွေရှိလာ။ပြီးတော့သူရိယာနေတီမုန်တာတွေရှိလာ။တစ်ဖက်မှာဗိမာန်တော်လာပြီးဝိပုကိုးကွယ်ရင်တော့အဲ့ဒါမပါဘူး။အဲ့ဒါကရစ်ကောင်နဲ့ပဲကိုးကွယ်ရတယ်။အဲ့တော့ဘုရားကောင်းကြောင်းတော့လူတွေစုပြီးချီးမွမ်းကြတယ်။ဒါပေမဲ့ ကိုကိုရဲနေမှာရမှာပါရောက်လာရှောလမွန်ခိရောက်တဲ့အခါမှာအဲ့ဒီတချင်းတဲ့တွေတတ်တတ်အများကြီးဖြစ်လာတယ်အဲ့တော့ဣတရလူမျိုးတွေရဲ့ချီးမွမ်းခြင်းရဲ့အလဲမှာဘုရားခင်မျက်မှောက်တော်ခံစားတယ်ဘုရားခင်ထင်ရှားတယ်ဆိုတာမှတ်တမ်းမရှိဘဝခီလန်းထဲမှာဘဝခီလန်းထဲမှာဘေးကျန်နံချက်တွေမှာဘုရားခင်ထင်ရှားတာတွေအများကြီးရှိအဲ့ဒါကခံစားချက်ရဲ့လက်ပြားခြင်းကိုခံရတာကိုကျင့်တဲ့တော်ဘုရားခင်ကျင့်တဲ့လို့ထင်နေတယ်ကိုကျင့်တဲ့တော်တော်ဘုရားခင် ထင်ရှားတယ်လို့ထင်နေတယ်။တကယ်တော့ဘုရားခင်ထင်ရှားတယ်ဆိုတော့ဘုရားဘုံကိုကိုကိုယ်တိုင်မြင်လိုက်ရတာ။သူတစ်ပါးကလည်းမြင်လိုက်ရတာ။ဒီပြဿနာအဖြစ်ဒီအခြေအနေအဖြစ်ဒီအဖြစ်ဖြစ်အဖြစ်အဲ့ဒီလိုမျိုးဖြစ်ရမှာ။အဲ့ဒါတွေကတကယ်တမ်းခေါင်းစဉ်တိုက်ရရင်ခံစားချက်ရဲ့လက်စားခြင်းကိုခံရတာ။ပြီးတော့နောက်တစ်ခုရှိတယ်အမုံညိုသေး။ကိုမကြိုက်ရင်တော့ဘုရားခင်မတော်ဘူးဆိုတဲ့ဟာမျိုး။အာလုံးဝသူ့ချင်းဘလုံးမခွန်အားမရဘူး။ကြည့်လို့လည်းမရဘူး။ဘုရားခင်တုံးမှလည်းမဟုတ်ဘူး။အာအဲ့ဒါခံစားချက်ရဲ့လက်စားခြင်းခံရတာ။ ိုခံစားတဲ့အတိုင်းကိုမြင်တဲ့အတိုင်းဘုရားလိုက်မြင်မယ်လို့ထင်နေတဲ့အထင်မျိုးတခါတလေမှာကျွန်တော်ဒုတိယကိုကြည့်မရအောင်ဒါဘုရားခင်ကသူ့ကိုယေရှုပြုထားတယ်သူ့ကိုကယ်တင်ထားတယ်ကိုကြည့်မရတာတတ်တတ်ဘုရားခင်ကယ်ထားတာတတ်တတ်ဘုရားခင်သုံးတာတတ်တတ်ဒါပေမဲ့ကျွန်တော်အများစုကကိုကြည့်မရရင်ကိုနဲ့ဆက်ဆံရေးအဆင်မပြေရင်အာဘုရားခင်မတော်ဘူးဆိုတဲ့ဟာအဲ့ဒါခံစားခြင်းရဲ့လေ့စားခြင်းကိုခံရတာ ဘုရားခင်မြေတားရဲ့အတိတ်နဲ့အကျယ်ဝန်းကိုတိထားဖို့လိုတယ်အဲ့ဒါနှုတ်ကပတ်တော်ရှိတယ်။အဲကောင်းကင်နိုင်ငံမှာကျွန်တော်တို့ကြည့်မြင်ရတယ်လည်းရှိနိုင်တယ်။ဘာလို့လဲဆိုတော့ဘုရားခင်ချစ်လို့ကယ်ထားတာကျွန်တော်တို့ချစ်ခြင်းမချစ်ခြင်းကျွန်တော်တို့အစဉ်ပြေခြင်းမပြေခြင်းမဟုတ်ဘုရားကယ်တာမဟုတ်ပဲ။ဒါကြောင့်နံပါတ်1နှုတ်ကပတ်တော်မရှိထားရင်နံပါတ်1ခံစားချက်ရဲ့လဲ့စားခြင်းကိုခံရနိုင်တယ်။ဒုတိယနှုတ်ကပတ်တော်မရှိရင်အခြေအနေလဲ့စားခြင်းခံရနိုင်တယ်။ ါကတော့အများဆုံးဖြစ်တယ်ဖြစ်နေတယ်ဖြစ်ဖြစ်ဖြစ်အဲ့တော့ကြီးမားတဲ့ဘေးအန္တရာယ်တွေရောက်လာတဲ့အခါမှာဆုံးရှုံးလူလူအခြေအနေတွေရောက်လာတဲ့အခါမှာများသောအားဖြင့်ကျွန်တော်တို့ဖျားသားလိမိရဒီဒီကြိန်တော့တွားပြီးထင်တယ်ဒါနဲ့တော့အဆုံးသတ်ပြီးထင်တယ်ဒီဒီကြီးတော့ငါတွားပြီးထင်တယ်လို့အမြဲတမ်းစိတ်ဖြစ်လာတတ်လိရှိဘာကြောင့်ဖြစ်လာလဲဆိုပြဿနာရဲ့အတိုင်းနဲ့ကိုသူကောင်းတဲ့ဘောပေါ့ဒီအတိုင်းဒါဘယ်လောက်ထိတွားမလဲဆိုတော့အတွေ့အကြုံများရှိတယ် တော့အခြေအနေကတော့အမှန်ပဲအမှန်ပဲဒါပေမဲ့ဒီအခြေအနေကြောင့်ဘဝကအဆုံးတက်ပြီလို့ခံယူလိုက်ရင်အဲ့လိုမြင်လိုက်ရင်အဲ့လိုတွေးမိလိုက်ရင်ဘယ်ဘက်ရောက်သွားလဲဆိုဖះလုံးဝမရှိတဲ့ပဲဖះတခင်ဆိုတာလုံးဝမရှိဘူးအထာဏီအထာဏောကိုကိုတော်ကိုးစားပြီးအသက်ရှင်ရမယ်ဆိုရယ်စိတ်တဘောဘက်ကိုရောက်သွားတာဒါကအချီအနီကကျွန်ုပ်ကိုလဲစားလိုက်တာဒါကြောင့်ဣတရလူမျိုးတော်ရဲ့လန်ခီတစ်လျှောက်လုံးကြီးလိုက်အချီအနီရဲ့လဲစားခြင်းကိုအချိန်ချင်းခံရတာ အချိန်လေးကြောင့်ပဲဘုရားမရှိဘူးဘုရားမကောင်းဘူးဘုရားတခင်အတူမရှိဘူးဟုတ်လားအေဂုတ်တုလဲပြန်မယ်ဆိုတဲ့ဟာတွေတောက်လျှောက်အဲ့လိုဖြစ်လာအကြောင်းနှုတ်ကပတ်တော်မရှိနှုတ်ကပတ်တော်အခြေခံမရထားရင်အခြေအနေတွေအားလုံးရဲ့လေစားခြင်းကိုလည်းခံရနိုင်တယ်အဲ့ဒီလေစားခြင်းကြောင့်ပဲအတ္တဟာယုံရင်ပြည့်စည်သွားနိုင်တယ်နံပါတ်3နှုတ်ကပတ်တော်မရှိထားရင်ပြဿနာရဲ့လေစားခြင်းကိုခံရနိုင်ဣတ္တလူတွေကပင်လယ်နီကိုဖြတ်ဖို့အတွက်ပင်လယ်နီနားကိုရောက်လာအေဂုတ်တုကနေထွက်လာ အနောက်မှာအက်ကူတူစစ်တပ်ကြီးရိုက်လိုက်လာရှေ့မှာပင်လယ်နေဒါနဲ့သူတို့ကနမိတ်လက္ခဏာ၁၀ခုရှိခဲ့ပေမဲ့သူတို့ကဘာပြောလဲဆိုတော့မောရှိပြောတာငါတို့ကအက်ကူတူမှာငါတို့တင်ချိုင်းမရှိတဲ့အတွက်တင်ဖို့အတွက်ဒီနေရာကိုခေါ်လာတာလားမောရှိကလည်းပြစ်တင်တယ်ဘုရားကလည်းပြစ်တင်ရှင်နော်ဒါကပြဿနာရဲ့လေစားခြင်းခံရတာအမှန်တော့ဒီပြဿနာထဲမှာဘုရားအတူရှိပြီးသားဘဝလန်ခီတစ်လျှောက်လုံးမှာဖြည့်ရှင်းဖို့အတူရှိပြီးသားပဲဒါပေမဲ့ ီပြဿနာကိုလှည့်ကြသွားတာဘာကြောင့်လဲဆိုရင်နှုတ်ကပတ်တော်မရှိတာလားဘုရားနဲ့ဆိုင်တဲ့ဘုရားကောင်းမြတ်ခြင်းဘုရားအတူရှိခြင်းဘုရားမဆခြင်းဘုရားတတိထူခြင်းပို့ဆောင်ခြင်း꿰ကာခြင်းဆိုတဲ့အဲ့ဒီဂတိတော်နှုတ်ကပတ်တော်တွေမရှိသားတဲ့အခါပြဿနာတစ်ခုခုကြုံတိုင်းမှာအဲ့ဒီပြဿနာရဲ့လေစားခြင်းကိုအမြဲတမ်းခံရတာအာခံကချိန်အပ်တဲ့အရာကိုယူထားတဲ့အတွက်အာအေးမျိုးကိုသွားတိုက်တယ်ကရှုံးရှုံးတဲ့အခါမှာယောရှုမဆဒီပြိတ္တတွေအားလုံးကဘုရားခင်ကိုမေးခွန်းမျိုးမျိုးထုတ် ဟာဘလို့ဖြစ်ပြီလဲဘုရားခင်ဘလို့လဲဘာညာပေါ့အကိုမင်းကုန်းထုတ်တယ်အမှန်တော့ဒီပြဿနာသူတို့စိတ်ပြည့်ရမယ်ပြဿနာမဟုတ်ဒီအမားကြီးနဲ့ရှစ်ဆက်သွိုင်းရင်ပိုပြီးဖြစ်လာနိုင်ခြင်းရှိချိန်အပ်တဲ့သူတွေဖြစ်သွိုင်းရင်ဘာပဲလှုပ်လှုပ်အမြဲတမ်းရန်သူရှိရနေပြီးပြီးနေရဒါကြောင့်မလို့ဒီပြဿနာကစိတ်ပြည့်ဖို့ပြဿနာမဟုတ်ဘူးဒါပေမဲ့သူတို့ကစိတ်ပြည့်เสียလို့ထင်တယ်တကယ်တော့ဒီပြဿနာကပြုပြင်ရမယ်ပြဿနာဖြစ်အသက်သားထဲမှာဘုရားခင်အလိုတော်မရှိတဲ့အရာကိုပြုပြင်ဖို့ကြုံရတဲ့ပြဿနာဖြစ် ဒါပေမဲ့နှုတ်ကပတ်တော်အခြေခံရှိမှထားတဲ့အခါကျတော့ပြဿနာရဲ့လေစာခြင်းကိုခံတဲ့အခါပြဿနာတိုင်းကစိတ်ပြက်စရာလုံးမြင်တယ်အမှန်တော့ပြဿနာတိုင်းဟာပြုတ်ပြင်စရာအများကြီးရှိဒါကြောင့်တခုခုပြဿနာကြုံတဲ့အခါလူမှုရေးပြဿနာကြုံတဲ့အခါမှာဆက်ဆံရေးပြဿနာကြုံတဲ့အခါမှာတခုခုပြဿနာကြုံတဲ့အခါမိသားစုထဲမှာကြုံတဲ့အခါကျွန်တော်တို့အမြဲတမ်းဆင်ခြင်မှာဒီပြဿနာစိတ်ပြက်စရာဆိုတာထက်ဒီပြဿနာထဲမှာဖျားမနစ်တဲ့အရာတွေ ဘာတွေပြင်ဖို့ရှိတယ်လဲဆိုတော့အမြဲတမ်းဆင်ခြင်ရအဲ့ဒီနှုတ်ကပတ်တော်ရှိတိုင်းဆင်ခြင်ပြုပြင်နေပဲရောက်လာမယ်နှုတ်ကပတ်တော်ရှိမထိုင်းပြဿနာရဲ့လေစားခြင်းခံရပြီးပြုပြင်ရမယ့်ဟာအရာတွေကိုစိတ်ပြက်ပြီးဘုရားနဲ့လက်ပြန်ဘုရားထံကနေလက်ပြန်သွားတဲ့သူတွေဖြစ်ဖို့ပူတည်ကြတယ်တကယ်တော့ပြဿနာတွေဟာကျွန်တော်ပြုပြင်ဖို့ရောက်လာတာဆင်ခြင်ဖို့ရောက်လာတာဒီဆောက်ဖို့ရောက်လာတာလက်ပြန်ဖို့ရောက်လာတာစိတ်ပြက်ဖို့မဟုတ်အဲ့ဒီနှုတ်ကပတ်တော်မရှိရင်အဲ့လိုဖြစ်နံပါတ်၄နှုတ်ကပတ်တော်အခြေခံရှိမထိုင်းရင် ဩဝါဒအမားတွေရဲ့လဲစားခြင်းခံရနိုင်အထူးသဖြင့်နှုတ်ကပတ်တော်အခြေခံရှိမထားရင်ဓမ္မဆရာတွေရဲ့လဲစားခြင်းခံရနိုင်တယ်အဲ့တော့နှုတ်ကပတ်တော်ကိုအခြေခံလို့ပြောတဲ့အခါနှုတ်ကပတ်တော်ကိုပိုင်းခြားခြင်းလို့ပြောတဲ့အခါကိုယ်အခြေခံနေစပြီးသင်ယူတာမျိုးပေါ့ကျမ်းစာဆိုတာဘာလဲနှုတ်ကပတ်တော်ဆိုတာဘာလဲဆိုတော့အခြေခံမတိထိုင်းရင်ဘုရားစကားနဲ့ကျမ်းစာ မတူဘူးဆိုတဲ့အရာတွေဖြစ်လာတာဒါတေချာမသင်ယူခဲ့ရတာဒါကတကယ်တော့အခြေခံမကြည်ညက်တဲ့ပြဿနာဖြစ်တယ်ဒါကြောင့် အခြေခံကနေစပြီးယုံကြည်သူတွေဟာတည်ယူတတ်ရမယ်ရသောအဖြစ်ကျွန်တော်တို့ကတရားဟောချက်နားထောင်တာပဲအာတံဘဝကိုယုံကံရတယ်တာသမီတွေကြည့်ရှုရတယ်ပြုစုရတယ်အသက်ရှင်ရပ်တည်ဖို့အနာဂတ်ဖို့ကြမ်းမရေးဖို့ယုံကံရတဲ့အခါအချိန်ကဖရားဘက်မှာနေသွားတယ်အဲ့ဒါကပြဿနာရှိတယ်နော်အဲ့ဒီဘက်မှာအားနေလိုက်ဒီခေတ်ဒီခါမှာအများသောသူကိုလေ့စားမဲ့သူတွေအများကြီးပေါ်လာမှုလိုဆောင်သက်တမ်းပါဆရာချမ်းသာဖိုင်းဘာတွေသတိထားရလဲဘယ်လိုဖတ်ရမလဲဘယ်လိုဖတ်တာအထီးရောက်ဆုံးလဲကျွန်တော်ကျမတော့မသိရင်ဘူးဘူး ဘုရားကျောင်းသာသွားတာတရားဟောချက်တာနားထောင်မှုတာကျမ်းစာကိုဘယ်လိုဖတ်ရမလဲဘယ်လိုလေ့ရမလဲတခါမှမသိဘူးနည်းနည်းပြောပြပါလားဆိုတာမျိုးလုံးဝမရှိဘူးအများသောခရိယန်တွေကနုကပတော်ခံယူဘုရားကျောင်းသွားတာအာတံပဲကျမ်းစာကိုဘယ်လိုဖတ်ရမလဲစနစ်တကျဖတ်ခြင်းတယ်မမှန်ကန်ကန်ဖတ်ခြင်းတယ်ဘယ်လိုဖတ်ရမလဲကျမ်းစာကိုတိချလေ့လာခြင်းတယ်တရတာရဲ့အချိန်မှာအကျိုးရှိရှိလေ့လာခြင်းတယ်ဘယ်လိုလေ့လာရမလဲဘယ်သူမှစိတ်ဝင်စားဒါကြောင့်လဲခရိယန်တူအလုံးဟာဩဝါဒ အမားရဲ့လဲ့စားခြင်းခံရတယ်ဓမ္မဆရာရဲ့လဲ့စားခြင်းခံရပြီးအကုန်လုံးအမှန်ထင်ပြီးအထင်နဲ့မှန်နဲ့ထင်ပြီးအကုန်လုံးပါသွားကြတယ်ဒါကြောင့်တမန်တော်ပေါလုကဒီလိုပြောတယ် Corinth to Ovadas ာအခန်းကြီး1ပိုက်ငယ်စကွန်ဘုရားသခင်ဤနှုတ်ကပတ်တရားတော်ကိုမောက်လန်တော်သူများတို့နှင့်ငါတို့ဒီမတူဘဲ ကြည်ဖြူတော်စိတ်ရှိ၍ဘုရားသခင်အလိုတော်နှင့်အညီဘုရားခင်ရှိတော်၌ခရစ်တော်၏တရားကိုဟောပြောကြ၏။ဘုရားနှုတ်ကပတ်တော်တရားကိုမောက်လံတော်သူဘုရားကြောင့်ပြောနေပေမဲ့လေစားနေတဲ့သူတွေအများကြီးရှိ။အောက်လေစားတာတည်ဖို့ကြတော့နှုတ်ကပတ်တော်ရှိဖို့လိုတယ်။နှုတ်ကပတ်တော်ကိုအခြေခံအစခံယူထားဖို့လိုတယ်။သင်ယူထားဖို့လိုတယ်။ဖတ်ထားဖို့လိုတယ်။ကိုမသိရင်တော့အမြဲတမ်းခံရမှာ။ဒုတိယရှင်ဒါဝုလည်းရှင်ပေတရုကဒီလိုပြောတယ်။ရှင်ပေတရုဩဝါဒစာဒုတိယစာဆောင်အခန်းကြီး3အပိုင်ငယ် 16ချစ်သောညီပေါ်လူသည်မိမိခံရသောဉာဏ်ပညာအတိုင်းတင်တို့အားရေး၍ပေးလိုက်တော်စာ၌၎င်းသူဒီဤအရာများကိုပြော၍စီရင်သောဩဝါဒစာရှိသည်များတို့၌၎င်းပါဒီနှင့်အညီငါတို့တခင်ဖျားသီးခံတော်မူခြင်းသည်ကဲတင်မိအကြောင်းဖြစ်သည်ဟုမှတ်ကြလော့ထိုစာတို့၌ခက်ခဲသောအရာအချို့ရှိ မတတ်တော်သူမတည်ကြည်တည်ကြည်ခြင်းမရှိတော်သူတို့သည်ထိုအရာမှစ၍ ကျင်းသောကျမ်းစာဤအ낵ကိုမောက်လံ၍ကိုကိုဖျက်ဆီးကြ၏ပေတရုကပေါလုရေးတဲ့ဩဝါဒစာဆောင်တွေကိုဖျားခင်ဖွင့်ပြခြင်းအဖြစ်ရေးတယ်လို့သူက appreciate လို့သူကိုယ်တိုင်လက်ခံဒါကြောင့်ပေါလုရေးလိုက်တဲ့စာမှာခက်ခဲတဲ့စာတွေရှိတယ်ကျမ်းစာထဲမှာအင်မတန်မှနားလျားခက်တဲ့အရာတွေရှိအဲ့ဒီခက်ခဲတဲ့စာတွေကိုအသုံးပြုပြီးမှတဲ့ဘလို့လူတွေကိုလဲ့စားလဲနှုတ်ကပတ်တော်ကိုမောက်လံလဲဆိုရင်မတတ်တော့သူ 江浙的什么都有，安徽呢？俺呢慢一点，江浙呢慢些，还没落户过。哎呀，江浙不老提，那么来来说，哎呀，跑你地级城市。 အဲ့ဒီလူတွေအားလုံးကတဲ့အဲ့ဒီလူတွေကဒီကျန်းစာကိုအခြေပြုပြီးလူတွေကိုမောက်လန်ဘလောက်ထိမောက်လန်လဲတိမောတေဩဝါဒစာဒုတိယစာဆောင်ခန်းကြီးနှစ်ပိုင်ငယ်ကျွန်တော်တို့၈၈လောက်ကိုကြည့်ရင်တွေ့မယ်နော်သူတို့ကတေလွန်သောသူတို့ဒီထမြောက်ကြပြီဟုပြောလေတမတရားလမ်းမလွဲသွား၍အချို့သောသူတို့ဤယုံကြည်ခြင်းကိုမောက်လန်တတ်ကြ၏အဲ့တော့နှုတ်ကပတ်တော်အခြေခံမရှိထားတဲ့အခါကျတော့ကျန်းစာအခြေပြုပြီးလူတွေကိုယုံကြည်ခြင်းကိုမောက်လန်ပလိုက်တယ်ယုံကြည်ခြင်းမောက်လန်တယ်ဆိုတာက လမ်းလွဲအောင်လုပ်လိုက်တာဒါကြောင့်နှုတ်ကပတ်တော်ခံယူနေတယ်လို့ထင်ပေမဲ့အဲ့ဒီခံယူတဲ့နှုတ်ကပတ်တော်ကယုံကြည်ခြင်းလမ်းကနေလွဲစီမဲ့နှုတ်ကပတ်တော်မျိုးတမန်တော်လမ်းကနေလွဲစီတဲ့နှုတ်ကပတ်တော်မျိုးတော်တော်များများအဲ့ဒါအမှတ်မှားတာဟာဘုရားကြောင်ပြောနေတာပဲဘုရားနမိတ်လက္ခဏာတက်တွေထူနေကြီးစန်းဒီလိုတွေဖြစ်နေတာသူစုတောင်းယောဂါတွေပြောင်းနေသူစုတောင်းလူတွေပြောင်းလဲနေလူတွေဘလောက်ပဲပြောင်းလဲပြောင်းလဲတမန်တော်ရဲ့အပြင်ဘက်မှာပြောင်းလဲနေတာတွေအများကြီးတမန်တော်ရဲ့အပြင်ဘက်မှာနှိုးထနေတာ အများကြီးရှိဒါပေမဲ့အဲ့ဒီဖျားဆိုတဲ့ခေါင်းစဉ်တတ်ထားတဲ့ခံယူမှုတွေစံစာကိုအမိပြီးပြီးဟောပြောမှုတွေအားလုံးကယုံကြည်ခြင်းကိုမောက်လန်တဲ့ဇကားတွေဖြစ်တယ်တမာတရားလန်းကန်းတွေလွဲစီမဲ့ခံယူမှုတွေဖြစ်တယ်ဆိုတော့မသိချင်အောင်အဲ့ဒါအခုခေတ်အခုခါမှာအဲ့ဒါသတိပြုစရာပိုပြီးကောင်းလာအဲ့လိုလူတွေကဘာပြန်လှုပ်လို့ရှိလဲဆိုတိတိဩဝါဒစာအခန်းကြီး1ပိုင်းငယ်ကျွန်တော်ဆက်တင်မှာချော်သူတွေနှုတ်ကိုပိတ်ရမယ်သူတို့ဒီမစင်ချေသောစီးပွားကိုတက်မဲ့လဲမပေးအပ်သောဩဝါဒကိုပေး၍အိမ်ထောင်လုံးကိုမောက်လန်တိုက် တော့မီတာစုတွေကိုမောက်လန်တာနော်နှုတ်ကပတ်တော်အမားပြောပြီးဒါကြောင့်ကိုမီတာစုတဲ့မှာနှုတ်ကပတ်တော်အခြေခံမရှိတဲ့အခါအဲ့ဒီလိုမျိုးဓမ္မဆရာကြီးရဲ့လေစာခြင်းကိုခံရနိုင်တယ်။ဒါက8060ဝင်းကျင်မှာဖြစ်ဖြစ်ခဲ့တာကြီးပဲ။အခုခင်မို့အခုခေတ်ကပိုတော့ဆိုးသွားပြီ။တော်တော်များများကိုကြည့်လိုက်စံစာဖတ်ခြင်းမရှိဘူး။ TV ကြည့်ခြင်းရှိတယ်။တော်တော်များများကိုကြည့်လိုက်မိတ္တရာဖွဲ့ခြင်းရှိတယ်။စံစာဖတ်ခြင်းမရှိဘူး။စံစာတည်ယူခြင်းမရှိဘူး။တကယ်တော့စံစာကိုအခြေခံအစနှုတ်ကပတ်တော်ကိုခံယူထားဖို့လိုတယ်။ဘာကြောင့်လဲ ီလိုဟာမျိုးတွေအများကြီးဖြစ်လာဘယ်တော့ဒီဆိုးလဲဂလာတိဩဝါဒစာအခန်းကြီး1ပိုက်ငယ်ခွန်မှာအဲဝင်ဂေလိတရားကိုမောက်လာနေအများကြီးပဲယုဒဩဝါဒစာမှာဆိုပူတော်ဆိုးသေးတယ်ပူတော်ဆိုးရဲ့နှုတ်ကပတ်တော်မရှိထားရင်ဘယ်လောက်ထိဖြစ်သွားလဲဆိုရင်ယုဒဩဝါဒစာအခန်းကြီး1ပိုက်ငယ်၄မှာအဘဲကြောင့်နေဟူမူကငါတို့တခင်ဖျားခင်ကျေးဇူးတော်ကိုကိလေသာဤညီညူခြင်းအလို့ငါပေါက်လန်လျက်ဗာသီသောအဆိုးရတော်မူသောအရှင်ငါတို့တခင်ယေရှုခရစ်ကိုညင်းပယ်လက်အပြစ်ခံစေခြင်းက၎င်း ရှေ့ကစီရင်မှတ်သားနှင့်တော့အတ္တမလူအချို့တို့ဒီပရိယေနဲ့အမတ်တမဲဝင်ကြပြီကိလေသာဘုရားခင်ကျေးဇူးတော်ကိုကိလေသာဤညှိညူခြင်းအလုံးကမောက်လံလျက်နှုတ်ကပတော်ကိုတလွဲယူပြစ်ဆိုတာမရှိတော့လှုပ်ချင်တာလှုပ်လို့ရကျေးဇူးတော်ကိုတလွဲယူဘုရားခင်ကျေးဇူးပြုခြင်းကိုတလွဲမြင်တာကိလေသာဆိုတဲ့လူတွေကိုခံစားဖို့ကိုကျင်နာဖို့ကိုရဲ့အာတိတရှိဖို့အဲ့တော့ကျမ်းမာချမ်းသာဒေသနာလဲဒါကိအဲ့ထဲမှာရောက်တယ်ကိုစိတ်ကိုရှေ့တန်းနဲ့ကိုရဖို့ကိုအောင်မြင်ဖို့ကိုချမ်းသာဖို့လူတွေတဲ့ကိုတာဖို့ အဲ့ဒါတွေကဘုရားရဲ့ခြေဆုတော်နဲ့ဘုရားရဲ့အလိုတော်ကိုမောက်လာတဲ့သဘောထဲမှာရောက်လာ။ဒါကြောင့်နှုတ်ကပတ်တော်မရှိရင်ဩဝါဒအမားတွေလဲစားခြင်းခံမယ်။ဓမ္မဆရာတွေလဲစားခြင်းခံရ။နံပါတ်၄အချက်ပြောပြီးနေကုန်ချုပ်မှာ။နံပါတ်၄မရှိခြင်းကဘာလဲဆိုဖွင့်ပြသွန်နေခြင်းမရှိခြင်းဖြစ်။အဲ့ဒါအဆိုးဆုံးပြောချင်တာ revelation ပေါ့။ကိုဘာလို့ရမလဲဆိုရဲတိကျတဲ့ရှင်ညွန်ချက်မရှိရင်ယတနာရှိတယ်။အဲ့ဒါမရှိရင်ဘာဖြစ်လာမလဲဆိုရင်ကို့အထင်နဲ့လှုပ်လာ။အထင်နဲ့အသက်ရှင်လာ။ဘုရားဖွင့်ပြခြင်းမရှိတော့ကိုဒါလှုပ်ရင်ဘုရား သဘောကျမှာပဲကိုဒါလုံတော့ဖះနဲ့တက်မှာပဲဒါလေးလုံတော့ဖះခင်တက်တွေထူပေးမှာပဲဆိုတဲ့အထင်ပေါ့ဒီလိုလုံးလိုက်ရင်တော့ဖះမျက်နှာဒါရမှာပဲဒီလိုလေးသွားလိုက်ရင်တော့ဖះကောင်းကြီးပေးမှာပဲအဲဒီလိုလေးလှုပ်ထားလိုက်ရင်တော့ဖះခင်ကွဲကာမှာပဲဆိုတဲ့အထင်ပေါ့ဖွင့်ပြခြင်းမရှိတဲ့အခါအထင်နဲ့လှုပ်လာတယ်အထင်နဲ့လှုပ်တော့စိတ်ကရှိရောက်သွားတယ်နှုတ်ကပတ်တော်တမန်တရားအနောက်မှာဘာပဲလှုပ်လှုပ်စိတ်ကိုရှည်တန်းတင်တယ်ကိုဖြစ်ချင်တာကိုရှည်တန်းတင်တယ်ကိုဆန္ဒကိုရှည်တန်းတင်တာကဖွင့်ပြခြင်းမရှိတဲ့သူတယောက်ရဲ့အသက်တာ တဘောကဘုရားကိုအသင်းလိုက်ပြီးကိုလုတ်တဲ့အရာအလုံးကိုတဘောတူခိုင်းတာမျိုးဘုရားကိုလိုက်ပြီးအသင်းကိုလုတ်တဲ့အရာအလုံးအပေါ်မှာတာဝန်ယူခိုင်းတာမျိုးဟာအဲ့ဒါကဖွင့်ပြခြင်းမရှိတဲ့သူတွေရဲ့အတ္တသားမှာတွေ့ရတယ်။ရှာရှီယာနဲ့သူဒါတော့အဲ့ဒီလုတ်ဆောင်မှုတွေအလုံးကြည့်တော့စကားတော်မပါတော့လုတ်ဆောင်ချက်တွေဒါဆိုရင်တိုးပွားနေတဲ့အလုံးဟာဘုရားကြောင့်လားလို့ပြောရင်စင်ချင်းစရာတစ်ခုရှိဘုရားစကားမပါပေမဲ့လည်း ကျိုးစားတဲ့လောက်အရာတင်ပြီးပြည့်ရယ်နဲ့ကြည်ပွားတာတွေရှိအဲ့ဒီဟာပိုင်းခြားဖို့ကြတော့ဖျားဘုံနဲ့လူဘုံပဲဖျားစကားတော့မပါဘဲနဲ့ကျိုးစားမှုရဲ့ရလတ်နဲ့ဖြစ်လာနေတဲ့တိုးပွားခြင်းတွေအလုံးပါဖျားဘုံမဟုတ်ဘူးလူဘုံပဲ လူရဲ့ဘုံထင်ရှားသွားတယ်အဖွဲ့စည်းရဲ့ဘုံထင်ရှားသွားတယ်ဘုရားရဲ့နိုင်ငံတော်ကြည်ချင်းတဲ့ကိုယ့်ရဲ့အင်ပါယာကြည်ဖို့အတွက်ပို့လှုပ်လာတယ်ဘုရားကိုယကျင်တရားကိုယကျင်တဲ့ဥစ္စာပြည့်စည်ယကျင်ဘက်ကိုပို့ပြီးသွားတယ်အဲ့ဒီအလုံးဟာဖွင့်ပြခြင်းမရှိဘဲအထင်နဲ့ကြိုးစားလှုပ်ဆောင်နေသည်။ဟာအဲ့ဒါနဲ့ပဲအဆုံးသတ်တယ်လူဘုံနဲ့အဆုံးသတ်ဘုရားဘုံနဲ့အဆုံးသတ်ဒါကြောင့်ချစ်တော်ညီကောင်မောင်တို့ကျွန်တော်အသက်တာထဲမှာ အာကစီကိုဖျားခင်ပြောလို့ဣတရလူပြည်မှာအတိုင်းပြည်မှာဖျားမရှိလို့အဲ့ဒီကိုသွားသလားရှင်ချင်းစရာကကျန်းစာထဲမှာဖျားမရှိခြင်းမရှိခြင်းနဲ့ပတ်သက်လာရင်အချက်၄ချက်လောက်ရှင်ချင်းမရှိတယ်နံပါတ်၁တော့ဖျားမဲ့ဝါတာဖျားခင်မရှိဘူးလို့ခံယူတယ် ရတဲ့ခင်မရှိဘူးလို့ခံယူရင်မိမိကိုယ်ကိုဗဟုပြုပြီးအသက်ရှင်လာမယ်ဉာဏ်ကိုအမိပြုပြီးအသက်ရှင်လာမယ်ခရိယန်ထဲမှာအများကြီးရှိခရိယန်တော့ဖြစ်တယ်ဒါပေမဲ့ဘုရားမရှိတကယ်တော့နေတာဘယ်တော့မှဘုရားကူစားတဲ့ဘက်ရောက်မလာဘူးဘုရားခင်ရှိတယ်လို့မခံစားအောင်ကျန်စားလည်းမဖတ်ရှုလည်းမတောင်းဘုရားကြောင့်လည်းမတောင်းအလူငယ်လည်းမပေးဘူးဘယ်မှလည်းမတောင်းဘူးအဲ့ဒါတွေကအသက်တာကဘုရားမရှိဘူးဆိုတဲ့ဝါဒလက်မခံမိမဲ့အသက်တာအသက်ရှင်ခြင်းတွေကဘုရားမရှိတကယ်တော့အသက်ရှင်နေတူပြီးခရိယန်ထဲမှာအများကြီးဒုတိယဘာဒါမဲ့ agnostic သူကဘာဒါမဲ့တော့မှန်တယ်ဒါပေမဲ့ဖះရှိမရှိမသေးကြတဲ့သူတွေဖြစ်တယ်။ယုံကြည်သူတွေမှာလည်းခရင်အသက်တာတွေမှာလည်းဖြစ်ပြက်ပြက်တနိုင်တဲ့ပတ်သက်ဖះရှိမရှိမသေးကြတဲ့လူတွေအများကြီးအဲ့လိုမျိုးကပို့ပြီးဖြစ်လိမ့်ရှိအဲ့ဒါအခြေအနေကြောင့်ဖြစ်တယ်။အခြေအနေတိုင်းဒါကြီးသွားရင်ဖះရှိတယ်မရှိတယ်မသေးကြတဲ့ဟာတွေဖြစ်တတ်တယ်။တတိယ no go but တော့မရှိခြင်း no go but တော့မရှိရင်နံပါတ်၁လဲစားခြင်းခံစားချက်ရဲ့လဲစားခြင်းခံရနိုင်တယ်။နံပါတ်၂အခြေအနေရဲ့လဲစားခြင်းခံရနိုင်တယ်။နံပါတ်၃ပြက်တနာရဲ့လဲစားခြင်းခံရနိုင်တယ်။နံပါတ်၄ ဩဝါဒအမားတွေရဲ့လဲ့စားခြင်းခံရနိုင်တယ်။ရှင်းရှင်းပြောရင်ဓမ္မဆရာတွေရဲ့လဲ့စားခြင်းခံရနိုင်တယ်။ဘာမရှိရင်လဲနှုတ်ကပတ်တော်မရှိ။ဒါကြောင့်အဲ့ဒီလဲ့စားခြင်းတွေမခံရအောင်နှုတ်ကပတ်တော်ကို အခြေခံကအစအချိန်ကြိုးစားအချိန်ပေးပြီးသင်ယူဖို့လိုတယ်။ခေတ်ကာလအရပိုဆိုးလာတဲ့အတွက်တည်တည်ချာချာမိတားစုထဲမှာပင်လည်းညတိုင်းစံစာလေ့လာဖို့အတူလေ့လာခြင်းရှိဖို့ရှိရမယ်။မိနစ်20ဖြစ်ဖြစ်25မိနစ်ဖြစ်ဖြစ်ကြိုးစားပြီးလေ့လာရမယ်။ စာစင်းနေအများကြီးရှိတယ်။ဘာကြောင့်လိလာရလဲ note ကပတ်တော်မရှိထားရင်လေစာမဲ့သူတွေအများကြီးရှိတဲ့အတွက်အဲ့ဒီလေစာခြင်းတွေကြောင့်လမ်းလွဲသွားနိုင်တဲ့အတွက်အဲ့ဒါကိုစူးစမ်းပြီးကျွန်တော်လှုပ်ဆောင်ဖို့လုပ်ရမေတ္တာစုတဲ့မှာနံပါတ်၄မရှိခြင်းဘာမရှိခြင်းလဲ ခွင့်ပြသွန်တင်ခြင်းမရှိရင်စိတ်ထင်နဲ့လှုပ်လာနိုင်တယ်စိတ်ထင်နဲ့လှုပ်လာရင်အဆုံးဟာလူပုံးမှာအဆုံးသက်ပြီးဘုရားပုံချုံရှာကြရပြီးအများကြီးရှိတယ်ဆိုတာလေးကိုရှင်းရှင်းစရာဖို့နှုတ်ကပတ်တော်အားဖြင့်ဝေမျှပါတယ်ရောက်ချင်းစီတိုင်းအတွက်နှုတ်ကပတ်တော်ဟာတိဆောက်စရာဖြစ်ပါ